ကလေးစန္ဒာကတော့သူ့အသက်အရွယ်နဲ့လည်းမရင်ကျက်သေးဘူးပေါ့နော်ဒါပေမဲ့လည်းသူ့အရွယ်မှာဆိုတော့သူအများကြီးနားလည်ပြီးတယ်မှာပါလေအေးတယ်အေးဟိုဒါပေမဲ့တခုပဲပေါ့နော်သူစိတ်မချတာနဲ့ရစ်တာပေါ့အဲ့ဒါတော့သူပြင်လို့မရဘူးအဲ့ဒါသူမှမဟုတ်ပါဟိုမိန်းကလေးတိုင်းကျွန်တော်အခုဆိုကိုကလည်းအိမ်အောင်နေဘဝဟိုဒါ plan တော့မယ်အိမ်အောင်ဒါစစ်ဆက်ပြီးွားပြီဆိုတပတ်ကတေချာွားပြီဆိုအဲ့တော့ကိုတငငယ်ချင်းအိမ်အောင်တွေကိုမေးလိုက်လဲအဲငါတို့ဆိုရင်ကြီးချက်ပို့ဆိုငါတို့ဆိုဆိုဩငါကြောက်တယ်မဟုတ်ပါလားသူတို့လည်း သူတော့ငါတက်လာဆိုတာတခါကျရင်တိတ်တော့မှတွေးလိုက်ရင်သိတော့မလား human rights မဟုတ် woman right အဲ့လိုဖြစ်နေဟုတ်တယ်တယောက်တည်းပဲတွေ့ရတယ်အဲကြောင့်တခုခုလူနေတယ် အရင်တော့ကတော့ဟိုးငငယ်တွေရတယ်အရင်တည်းရတယ်ကျွန်တော်ပွဲလုပ်တဲ့ဆိုဒါကျွန်တော်ဒီအနုပညာပတ်ဝန်းကျင်တိုင်းဝန်ကတိပါကျွန်တော်ပွဲတိုင်းပွဲတိုင်းမှာဆိုကျွန်တော်တယောက်တည်းပဲလာတယ်အကုန်လုံးကလူရိုးကြီးလူကြီးမေးကြတယ်အဲအခုနောက်ပိုင်းကျကျွန်တော်ချင်းမွားလေးရှိတာချင်းမွားလေးနဲ့တွားဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ तू ကလည်းတစ်ခါကျမှပွဲလိုက်တာပွဲသိမ့်မလိုက်ဖြစ်ဒါပေမဲ့ तू လူတွေလိုက်တဲ့ပွဲတော့တချို့ပွဲတွေလိုက်ပါတယ်ဟုတ်တယ်တော်တော်လေးနေရအောင်တော်တော်လေးတွေ့ရတယ် လူရင်စားလူရင်စားမဟုတ်ဘူးကွာအရင်ကြီးနဲ့မရိုက်ဘူးဒါမဲ့တခါကြမှာပဲလေခကြီးသွားရင်ပါရင်ကြုံရင်အဲရိုက်ရမယ်ဆိုအဲ तू ကတိတ်အမှန်တမ်းမျိုး तू အဲ့လိုတိတ်မရိုက်မရိုက်တက်ဘူးပေါ့နော်မရိုက်တက်ဘူးဆိုတော့အဲ तू ကမရိုက်တက်ဘူး तू ကတိတ်ရိုက်လေးရိုက်ချက်လည်းမရှိဘူးကျွန်တော်ဆော့ဆော့ခေါ်ပြီးလာရိုက်မယ်ရိုက်မယ်ဆိုရိုက်ကြတာ तू စကားပြောတာကိုချက်ချင်းပြတ်မပြေဘူးအခုအခုတော့အားရစီရလို့ပြောတာဘာဘာကြည့်တာဟုတ်ချက်လားကျွန်တော်နဲ့သူမြန်အရန်အစားတော့ ပါလေအာမတ်တယ်အဲ့တော့ကျွန်တော်စိုင်ခဏခဏစိုင်ပေါင်းဆိုစိုင်အသေးတစ်ခုတော့စားလေအဲအဲ့ဒါမှမဟုတ်ကျွန်တော်တခါညရစိတ်သူစိတ်ကူပေါင်းမှရိုက်လို့ရလားသူစိတ်ကူပေါင်းမပတ်ဘူးဆိုရင်ဟိုမစားတော့ဘူးဘာဖြစ်နေရပဲဖြစ်သွားအဲ့တော့သူနည်းနည်းလေးအဲ့လိုတော့မျက်နှာလေးစိတ်ကူပေါင်းရိုက်ရင်အချိန်တွေကွာအဲ့ကြမှာကွာအဲ့ဒါလေးထောင်ပြီးရိုက်တာအဲစိုင်တိုင်းသွားစားတဲ့စိုင်တိုင်းမှာတော့တိတ်မရိုက်ဖြစ်ဘူးပေါ့နော်အဲ့လိုသူဘာဖြစ်လဲရှင်စိုင်လေးရိုက်ဖို့ပါကလေးစန္ဒာကတော့သူ့အသက်ရွယ်နေတယ် အဲ့လောက်ကြီးတော့ဟိုဘယ်လိုပြောမလဲမရင်ကျက်သေးဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့အရွယ်မှာဆိုတော့သူအများကြီးနားလည်ပြီးတဲ့နေရာမှာပါတယ်အေးတဲ့အေးဟိုဘယ်လိုအများကြီးနားလည်ပြီးတဲ့နေရာမှာပါတယ်သူတိတ်ပြောမှာပြဒါပေမဲ့တခုပဲပေါ့နော်သူစိတ်မချတာနဲ့ရစ်တာပေါ့အဲ့လားတော့သူပြင်လို့မရဘူးအဲ့လားသူမှမဟုတ်ပါဘူးမိန်းကလေးတိုင်းကျွန်တော်အခုသူကိုကလည်းအိမ်နောင်နေဘဝဟိုဒါလှမ်းတော့မယ်အိမ်နောင်ဒါစစ်ဆက်ပြီးသွားဆိုတပွဲကတေချာသွားဆိုအဲ့တော့ကိုယ်တငယ်ချင်းအိမ်နောင်တဲ့တွေကိုမေးလိုက်လဲအဲငါတို့ဆိုရင်ကြီးချက်ပို့ဆို ါတို့ဆိုဆိုဩငါတောက်တယ်မဟုတ်ပါလားသူတို့လေသူတို့ငါတောက်တယ်ဆိုတာတခါကျရင်တစ်တော့မှတွေ့လိုက်ရင်သိတယ်မလားအဲ human rights မဟုတ် woman right အဲ့လိုဖြစ်နေအဲ့တော့ယောက်ျားလေးကအမှန်တိုင်းပြောတော့တကယ်တော့ယောက်ျားလေးတွေကအာဘယ်လိုပြောမလဲအနိုင်ကျင့်ခံလိုက်တာမဟုတ်ဘူးအဲ့တော့စကားအရန်ပြုတ်ပြုတ်ပြုတ်ဆိုအရန်မောလာတော့ကိုအလုံးလုံးပြီးပြတာအရန်သူတို့နဲ့စကားရည်လူကြီးမောလာတော့အေးဟုတ်တယ်ဟုတ်တယ်တမန်နဲ့မန်နဲ့လုပ်လိုက်တာအေးအဖြူဆိုရတဲ့အဖြူအဖြူအမဲဆိုအမဲမဲလုပ်လိုက်တယ်အဲမင်းကဆိုအဲ့တော့အဲ့တော့ ဟုတ်တယ်လက်ခံတယ်အဲ့တော့မဟုတ်လေအဓိကအဲ့တော့ကျွန်တော်တို့အရင်စကားမပြောတော့ပို့မောအဲ့တော့မဟုတ်ဟာဒါကသူကဟိုနုနစ်ရောင်လေးကိုအဖြူတို့တော့ပြောနေသူကလည်းအမမရအောင်ဒါနုနစ်ပဲသူကမင်းကြီးရပြောမှာအဲ့တော့အဲ့တော့မင်းကြီးတော့ဟုတ်တယ်နုနစ်နုနစ်နုနစ်အဲနုနစ်လိုက်တယ်ပြီးသွားပါဘောအမေဒီမင်းဒီမင်းဒီသူကလည်းအပိစကားကြီးပြောပါတယ်ဒီတက်ဒီတက်ပူရစ်ခံမှာလေ အမေအားနဲ့သူတို့သူတို့တတမီသူတို့မိမတွေကဘေးမှာပါတော့အဲအဲ့ရအဲ့ရသူတို့မိမနေတော့မတွေ့ပြီးရတော့ရှင်မွာလေးကိုချေးရပြားပါအကူရတဲ့ဒါလူတော်လူကြီးတွေပါလေသူတို့မိမလေအကူရတဲ့ဒါလူတော်လူကြီးတွေဒီတော်တော်ပေါ်ပြရမှာသူတို့လည်းပြီးမသိတော့ဘူးလားစီယုံမှုရောက်တဲ့တကယ်ဒါမြန်မာနိုင်ငံကကျွန်တော်ရဲ့အမျိုးသမီးတူရသူတို့စီယုံနေတယ်သူကသူကတွေ့လူကြီးတော့မတွေ့ရတယ်ဟိုအဲ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တချို့တချို့တချို့အဲ့လိုပဲလဲရှာနေပဲအမားတွေရှိတယ်အဲ့လိုအဲကြားနေရတဲ့စကားကတော့အဲ့လိုမျိုးပေါ့နော်ဟိုဘာအဲသုံးလေးနှစ်လောက်ကတော့တဲ့ဒီလိုပဲဖြစ်မှာပေါ့သုံးလေးငါးနှစ်ပြီးွားရင်တော့တဲ့နည်းနည်းလေးတော့ပူဆိုးမှာသုံးလေးငါးနှစ်ကဒီလိုပါပဲပေါ့ဒါပေမဲ့သုံးလေးငါးနှစ်ပြီးွားရင်အစင်ပြီးွားရင်အောင်းမယ်လားမဟုတ်သုံးလေးငါးနှစ်ဆိုရင်နည်းနည်းလေးတော့ပူဆိုးပါပဲ သူအဲ့လိုအပေးကြပါတယ်သူအဲ့တော့မယူခင်တော့တကယ်ချင်းနေဟာ you မင်းလူယိုကြီးမွားနေမလို့နေတယောက်တည်းမင်းအထီးကျန်ပဲ you အဲအဲ့အဲ့လူတွေပဲအဲ့လူတွေပဲအဲ့လူတွေပဲ you ယူတော့မယ်လဲဆိုတော့အဲ့လိုမျိုးကွယူတော့မယ်တော့မပြောသေးဘူးစစ်စက်ပွဲဟာလုံးတည်းစစ်စက်ကမှာပေါ့ဘာညာပေါ့နော်အဲစစ်စက်ပွဲပြီးပြီဆိုမှသူကတရားဝိုင်းသွားတယ်ပြောတာ အဲ့လိုအဲ့လိုရှိတယ်အဲ့လိုအဲ့တော့ပြီးပါတယ်အနိုင်ပြီးတယ်ဆိုကိုနေတဲ့အသက်กว่าတယ်နောက်ပြီးတော့ဟိုဟိုဘာသူဆိုရဲဘာလဲဟိုငယ်သေးတော့လေ तू ကအသက်ကြီးတဲ့လူငယ်တဲ့လူမှာတော့ဒါဆုံးဖြတ်ချက်တွေကกว่าမယ်နောက် အတွေ့အကြုံတွေกว่าမယ်ဆိုအဲ့ဒီပုံမှာတော့အများကြီးနားလည်ပြီးရပါတယ်ဟုတ်အပြင်တော့ပြင်ဆင်နေပါတယ်တို့ဒါအကောင်းဆုံးပေါ့နော်ကိုယ့်ရဲ့ဒါမင်္ဂလာပွဲလေးမှာရောအကောင်းဆုံးတော့ကိုယ်စူးစမ်းပြင်ဆင်နေပါတယ်ဟုတ်